ယောဂီအပေါင်းတော်ကောင်းများယခုချိန်ခါမှစပြီးတရားရှုမှတ်ကြရမှာ ဖြစ်ပါတယ်။မြတ်စွာဘုရားသခင်ကရောမြတ်ကြီးကသဗ္ဗေသင်္ခါရအိစ္ဆာတိယရာပညာယပတ္တတိအထနိဗ္ဗန္တိဒုက္ခေဧတမကဝိတ္တရိယလို့ဟောကြားတော်မူခဲ့ပါတယ်။သဗ္ဗေသင်္ခါရအိစ္ဆာတိလောကမှာ တက်ရှိတဲ့မဲ့အရာအလုံးဟာအနိစ္စသင်္ခါရတရားတွေပဲမိမိတို့ရဲ့တဏ္ဍာမှာရှိတဲ့သဘောတရားကလေးတွေကလည်းပဲသင်္ခါရတရားတွေပါပဲဘာဖြစ်လို့သင်္ခါရတရားလို့ပြောရတာလဲဆိုရင် အကြောင်းအကြောင်းဖြစ်တဲ့အကျိုးတရားမို့လို့သင်္ခါရတရားလို့ခေါ်ပါတယ်အကြောင်းကပြုပြင်လို့ဖြစ်လာရတဲ့အကျိုးတရားတွေပဲ အကြောင်းမပါဘဲနဲ့ဖြစ်တဲ့တရားတစုံတရာမရှိပါဘူးယောဓမကိုပဲကြည့်ကြည့်နန္ဒမကိုပဲကြည့်ကြည့်အလုံးဟာအကြောင်းကြောင့်ဖြစ်တဲ့ကျိုးတရားတွေကြည့်ပဲအဲ့ဒီအကြောင်းကြောင့်ဖြစ်တဲ့ကျိုးတရားမို့လို့သင်္ခါရအဲ့ဒီသင်္ခါရတရားတည်တဲ့အနိစ္စတဲ့မမြဲပါဘူးတဲ့ပြည့်စည်တတ်ပါတယ်တဲ့ဒီတော့ခေါင်းကြီးတို့ယောဂီတွေကယနေ့ဒီဝိပဿနာတရားလို့အားထုတ်တဲ့အခါမှာ ပထမဆုံးသင်္ခါရတရားကိုမြင်အောင်ကြည့်ရမယ်။ဒုတိယအနိစ္စဆိုတဲ့မမြဲတဲ့သဘောကိုမြင်အောင်ကြည့်ရမယ်။ဒီတော့သင်္ခါရဆိုတာအကြောင်းကြောင့်ဖြစ်တဲ့ဒုတိယဆိုပေမဲ့လို့လည်းပဲပုဂ္ဂိုလ်တ attva အကောင်းထဲဆိုင်ခဲ့တရားကြီးတွေကို ဆိုလိုတာမဟုတ်ပါဘူး။သဘောတရားကို ပြောတာပါ။အဲဒီသဘောတရားတွေဘလို့ရသဘောတရားတော့ဆိုတော့ ਪਰ မတ်ရဲ့သဘောတရားပါပဲ။ ရုပ်ဆိုတာလည်းပရမတ်သဘောတရားပဲစိတ်ဆိုတာလည်းပရမတ်သဘောတရားပဲစတသိက်ဆိုတာလည်းပရမတ်သဘောတရားပဲအဲ့ဒီစိတ်တို့စတသိက်တို့ရုပ်တို့ဟာအကြောင်းမကင်းပဲနဲ့အကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးတရားတွေမဟုတ်လို့သူတို့ကသင်္ခါရတရားလို့ခေါ်ပါတယ်အဲ့ဒါကြောင့်သင်္ခါရတရားကိုမြင်အောင်ကြည့်လို့တဲ့ယောဂီပုဂ္ဂိုလ်တယောက်ဟာ စိတ်တွေစေတသိက်တွေရုပ်တွေအဲ့ဒီသဘောတရားတွေကိုမြင်အောင်ကြည့်ရပါမယ်စေတသိက်ရုပ်ဆိုတာချင်းချုပ်လိုက်တော့ရုပ်နဲ့နာဖြစ်ပါတယ်ရုပ်ဆိုတာဖောက်ပြန်တဲ့သဘောရှိတယ်နာဆိုတာတိတတ်တဲ့သဘောရှိတယ်ဘလို့ဖြစ်တာကိုဖောက်ပြန်တယ်လို့ပြောရတာလဲလို့မေးရင်မိမိပုံမှန်သဏ္ဍာန်ဆိုင်ခဲကြီးထဲမှာ အမျိုးမျိုးသောချင်းရကလေးတွေနဲ့တမျိုးပြီးတမျိုးပြောင်းလဲဖြစ်နေတာကို ဖောက်ပြန်တယ်လို့ဒီလိုခေါ်တာပါယခုလိုထိုင်နေလိုက်တဲ့အခါကျတော့၅မိနစ်လောက်ကြာလာတဲ့အခါမှာခန္ဓာကိုယ်တွင်ကနေပြီးတော့အငွေ့တွေပြန်နေတယ်တရှိန်ရှိန်ဖြစ်နေတယ်အဲ့ဒီတရှိန်ရှိန်ဖြစ်နေတာလေးဟာလည်းပဲဒါရုပ်တရဖောက်ပြန်မှုပဲနည်းနည်းလေးတမာရီရလာပြီဆိုရင် တခါတခါပြင်ပကကြိုးကြီးတွေနဲ့တုတ်ထားတယ်လို့တင်းတင်းကြပ်ကြပ်ကြီးဖြစ်နေတတ်တယ်။အဲဒီလိုတင်းတင်းကြပ်ကြပ်ကြီးဖြစ်နေတဲ့သဘောကလည်းဒါလည်းရုပ်တရားဖောက်ပြန်မှုပါပဲ။ခொနရာကရောရောရောဒီနေရာကမောအမောမောနဲ့အဲဒီလိုဖြစ်နေတာလေးတွေကလည်းဒါလည်းရုပ်ရဖောက်ပြန်မှုပဲ။နည်းနည်းလေးကြားလာတော့တင်မအောင်ကထုံတဲ့သဘောလေးဖြစ်လာတယ်။ဖူတဲ့သဘောလေးဖြစ်လာတယ်။ အဲ့ဒီထုံတဲ့သဘောပူတဲ့သဘောလေးတွေဟာလည်းပဲဒါလည်းရုပ်ရဖောက်ပြမှုပါပဲနည်းနည်းလေးကြာလာပြီဆိုရင်နာသဘောကျင်သဘောကဲသဘော ခဲသဘောတောင်းသဘောတင်းသဘောလေးတွေဖြစ်လာတယ်အဲ့ဒီသဘောတရားကလေးတွေကလည်းဒါလည်းရုပ်ရဖောက်ပြမှုပါပဲအဲ့ဒီသဘောတရားကလေးတွေကို စိုက်စိုက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ရုပ်ရဖောက်ပြမှုကိုကြည့်နေတယ်လို့ဒီလိုခေါ်ပါလေအဲ့ဒီဖောက်ပြတဲ့သဘောတရားကလေးတွေကိုသိနေတဲ့ယောဂီဟာ ရောရဖောက်ပြန်မှုကိုသိတဲ့ယောဂီလို့ဒီလိုခေါ်ပါတယ်။အဲဒီဖောက်ပြန်မှုသဘောတရားကလေးတွေဟာသူ့အလိုလိုပေါ်ခြင်းတိုင်းပေါ်တာမဟုတ်ပါဘူး။သူတို့မှလည်းအကြောင်းတရားတွေဆိုတာရှိပါတယ်။ရောရအကြောင်းတရားကံစေဥဒ္ဓဟာရအကြောင်းတရား၄ပါးဖြစ်ပါတယ်။နေကတော့အကြောင်းကတော့အာယုံ द्वार တိုက်ဆိုင်မှုဆိုတဲ့အကြောင်းတရားဖြစ်ပါတယ်။ကာယကြည်ယုံမှာ ပရိဝိတိသောဝါယောဆိုတဲ့တွေ့ရစီအာယုံတွေနဲ့တိုက်လိုက်တဲ့အခါကျတော့အမျိုးမျိုးသောပုံစံကလေးတွေနဲ့ဟောရီယုံထက်မှာဖောက်ပြန်နေတယ်။အဲဒါအကြောင်းကြောင့်ဖြစ်တဲ့ကြိုးတရားတွေပဲ။ကံစေဥဒ္ဓဟာရအကြောင်းတရား၄မျိုးထဲမှာလည်းပဲအများအပြည့်ဖြစ်တတ်တာကတော့သတိထားလို့လွယ်တာကတော့အပူအေးဆိုတဲ့ဥဒ္ဓကြောင့်ရုပ်တွေဖောက်ပြန်နေတယ်။ဒါသတိထားလို့လွယ်ပါတယ်။မိမိရဲ့စိတ်ကြောင့် အတိကလေးကြောင့်နန္တရားကြောင့်ရုပ်တွေမျိုးမျိုးလှုပ်ရှားနေတယ်ဒါလည်းသတိထားလို့လည်းပါတယ်အဲ့ဒီလို မျိုးမျိုးသောဖောက်ပြန်မှုလေးတွေဖြစ်ပေါ်လာရင်ဒါလည်းပဲရုပ်ရဲ့သဘောပဲလို့ဒီလိုမှတ်လိုက်ပါအဲ့သိနေတာလေးကတော့နာရဲ့သဘောပဲဘာကိုသိနေတယ်လဲပူတာကိုသိအေးတာကိုသိကျင်တာကိုသိကြိုက်တာကိုသိခိုင်းတာကိုသိထောင်ရင်ထောင်မှန်သိနာရင်နာမှန်သိ အဲ့ဒီလိုသိတဲ့သဘောတရားအားလုံးဟာနန္တရားရဲ့သဘောတရားတွေပါပဲ။ယခုလိုမျက်စိကလေးမိထားလိုက်တော့မြင်စိတ်ပေါ်မှာမဟုတ်တဲ့အတွက်မြင်စိတ်ကိုတော့ကဲခတ်လို့ရမှာမဟုတ်ပါဘူး။ဒါပေမဲ့နားကတော့တန်ကလေးတွေကြားနေပါလိမ့်မယ်။နားကတန်ကိုကြားရင် ကြားစိတ်ကလေးတွေပေါ်နေပါလိမ့်မယ်။အဲ့ဒီကြားစိတ်တွေကြားမှသိတဲ့စိတ်တွေနန္တရားလေးဖြစ်ပါတယ်။ထွန်းနည်းလို့သာပါပဲနာမသိတဲ့စိတ် ဘဇာထဲမှာတရွေးရေကလေးမျိုးချလိုက်တဲ့အခါမှာလျာရေလေးနဲ့လိမ့်ပြီးတော့မျိုးချလိုက်တာဖြစ်တဲ့အတွက်အရသာတိတဲ့စိတ်ကာယကြည်ယုံနဲ့ဖြာသိမ်မျိုးကျမ်းပြင်းနဲ့တွေးထိလို့ဖြစ်ပေါ်လာတဲ့တွေးထိမှန်တိတဲ့စိတ်မိမိရဲ့စိတ်ထဲမှာမျိုးမျိုးတွေးတောနေတယ်အဲ့ဒီတွေးတောနေတာလေးကတွေးမှန်တိတဲ့စိတ်အဲ့ဒါတွေအားလုံးဟာလည်းနန္တရားလေးတွေဖြစ်ပါတယ်ဒီတော့ဘာကိုပဲသိသိသိတာမှန်သမျှနန္တရားလို့မှတ်ပါ အဲ့ဒီအတိတ်ကလေးကိုပဲပြန်သိပေးပါရှေးစိတ်ကိုနောက်စိတ်နဲ့ကြည့်ပေးပါအတိတ်ကလေးတခုဖြစ်ရင်အဲ့ဒီအတိတ်ကိုပဲအကက်ခတ်ပါသိစရာအာယုံကိုမကြည့်ပါနဲ့သိနေတဲ့အတိတ်ကလေးကိုပြန်သိပေးပါတွေးနေရင်တွေးနေတာကိုသိပေးပါစဉ်းစားရင်စဉ်းစားနေတာကိုသိပေးပါအဲ့ဒါနန္တရားလေးတွေပါပဲအဲ့ဒီရောက်တဲ့အဲ့ဒီနန္တရားအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူးအကြောင်းကြောင့်ဖြစ်တာမဟုတ်လို့သူတို့ဟာသင်္ခါရတရားလေးတွေပဲ အဲ့ဒီသင်္ခါရတရားကလေးတွေဟာမိမိကြည်နေတဲ့ကာလမှာပဲမကြည့်ခင်တုန်းက ဖြစ်လာတယ်ဖြစ်လာလို့ကိုကကြည့်မိတယ်ကြည်တဲ့ကာလမှာပဲမရှိတော့ဘူးပြတ်သွားပြီလို့သတိထားမိလိုက်တယ်ရုပ်တရားကလည်းပဲဖြစ်လာတယ်ဖြစ်ပြီးတော့ပြတ်သွားတယ်နတ်တရားကလည်းဖြစ်လာတယ်ဖြစ်ပြီးတော့ပြတ်သွားတယ်ပြတ်သွားပြတ်သွားတဲ့နေရာကလေးတွေမှာနောက်ထပ်ရုပ်နာနဲ့စားထုတ်ပေါ်လာလို့သာလည်းရင် အစဉ်မပြတ်တည်မြဲနေတယ်လို့ထင်ရပေမဲ့လို့လည်းပဲတကယ်တမ်းကျတော့တခုတည်းကနေမပြောင်းမပြတ်တည်နေတာတခုမှမရှိပါဘူးပြတ်သွားတယ်ပြတ်ပြီးတော့စားထုတ်ပေါ်လာတယ်သူကလည်းပြတ်သွားတယ်ပြတ်ပြီးတော့စားထုတ်ပေါ်လာတယ်ရှင်းတော့ဆက်ဆက်ဆက်ပြီးတော့တန်တတိအစဉ်အပြည့်တည်တတ်နေလို့သာခိုင်နေမြဲတယ်တည်တယ်တတ်နေလို့ထင်မထင်နေရညာတော့လည်းပဲတကယ်တမ်းကျတော့ယုတ်တရားကလည်းဖြစ်ပြီးရင်ပြတ်တာပါပဲ အသိဆိုတဲ့နဲ့တရားကလေးတွေကလည်းဖြစ်ပြီးရင်ပြတ်တာပါပဲ။ဩဒါလေးကယုတ်တရားဖြစ်ပြီးပြတ်တယ်။ဩဒါလေးကနတရားဖြစ်ပြီးပြတ်တယ်။အဲဒီလိုသိလိုက်မယ်ဆိုရင်ယုတ်တရားနတရားသိတာကသင်္ခါရကိုသိတယ်လို့ခေါ်တယ်။ပြတ်တဲ့သဘောလေးကိုသိတာကအိစ္ဆာကိုသိတယ်လို့ခေါ်တယ်။ဒီလိုသိလိုက်ပြီဆိုရင်သဗ္ဗေသင်္ခါရအိစ္ဆာဩအလုံးစုံသော သင်္ခါရတရားတွေဟာမမြဲတဲ့အိစ္ဆာသဘောရှိပါလားလို့ဒီလိုသဘောပေါက်ပါလိမ့်မယ်။ အဲ့ဒါသဘောပေါက်လာပြီဆိုရင်ယရာပညာယပတ္တိသဘောပေါက်တဲ့သဘောပေါက်မှုလေးဟာအဲ့ဒီတရားလေးကဉာဏ်လို့ခေါ်ပါတယ်ပညာလို့ခေါ်ပါတယ်အဲ့ဒီသဘောကိုသိတာဟာပညာကသိတာပါဩဒီလိုဆိုတော့ယုံနယ်လို့ရဖြစ်ဖြစ်ကဒုက္ခသစ္စာသိနေတဲ့ဉာဏ်လေးကမဂ္ဂသစ္စာလေးပဲအဲ့ဒါမဂ္ဂဉာဏ်လေးပေါ်နေတာပါပဲ အဲ့ဒီလိုမဂ္ဂညာလေးပေါ်လာပြီဆိုရင်တဲ့အထနိဗ္ဗာန်တည်းဒုက္ခေအဲ့ဒီမဂ္ဂညာကလေးကဟောဒီယုတ်တရားဖြစ်ပြဒုက္ခသစ္စာနတ်တရားဖြစ်ပြဒုက္ခသစ္စာအပေါ်မှာအော်ဒါဒုက္ခတရားပါပဲဒုက္ခတရားပါပဲလို့ပိုင်းခြားပြီးတော့ဆုံးမချက်ချလိုက်နှိုင်းပါတယ်အဲ့ဒီလိုဆုံးမချက်ချလိုက်နှိုင်းခြင်းကိုအထနိဗ္ဗာန်တည်းဒုက္ခေဟောတာတရားဒုက္ခတရားတွေပါပဲလို့မြတ်စွာဘုရားကဟောတော်မူခဲ့ခြင်းဖြစ်ပါတယ် အဲ့ဒီဒုက္ခတရားကိုဒုက္ခတရားပါပဲလို့ပိုင်ပိုင်နဲ့နဲ့သိလိုက်တဲ့အချိန်မှာနိဗ္ဗာန်တည်းတဲ့ဉာဏ်နဲ့ငြင်းဝေလာတယ်ဉာဏ်နဲ့ကြည့်ပြင်ကြည့်နေရညာတော့လည်းပဲအများရပြက်နေတဲ့သဘောတရားတွေမဟုတ်လို့ကြည့်ရတာကိုပဲငြင်းဝေတဲ့သဘောတွေဖြစ်လာတယ်အဲ့ဒီငြင်းဝေတာဟာဒေါသနဲ့ငြင်းဝေခြင်းမဟုတ်ပါဘူးဉာဏ်နဲ့ငြင်းဝေခြင်းပါအဲ့ဒါကြောင့်မလို့အဲ့ဒီဉာဏ်ဒီနိဗ္ဗာန်ဉာဏ်လို့ဒီလို ခေါ်ပါတယ် ဆောင်းနေတဲ့သဘောမဟုတ်ပါဘူးညာရဲ့တိုးတက်မှုသဘာဝလေးပါအဲဒီလိုညာရဲ့တိုးတက်မှုသဘာဝလေးဖြစ်လာပြီဆိုရင်တဲ့ဧတမကောဝိသုဒ္ဓိယကိလေသာမှာစင်ကြယ်ဖို့ရန်တွေလမ်းကြောင်းပေါ်ရောက်နေပါပြီကိလေသာမှာစင်ကြယ်ရနိဗ္ဗာန်ချမ်းသာကိုရဖို့ရန်တွေလမ်းကြောင်းပေါ်ရောက်နေပါပြီအဲဒီလမ်းကြောင်းဟာမဂ်ကင်ဆိုတဲ့လမ်းကြောင်းဖြစ်ပါတယ်အဲဒီမဂ်ကင်လမ်းကြောင်းအတိုင်းတသဝေမတိန်စစ်စဲမပြတ်ဆက်ပြီးတော့ ရောင်လန်းသွားကြမယ်ဆိုရင်ဒုက္ခတို့ရဲ့ချုပ်ရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာအေကံရောက်ပါလိမ့်မယ်လို့မြတ်စွာဘုရားကိုယ်တိုင်အာမခံနဲ့ခဲ့တာဖြစ်နေသောကြောင့်ယောဂီအပေါင်းတော်ကောင်းတို့တွေဟာလည်းပဲမိမိတို့ရဲ့တဏ္ဍာမရှိတဲ့ယုံနာတို့ရဲ့သင်္ခါရသဘောကိုမြင်အောင်ကြည့်ပြည့်ချင်းဆိုတဲ့အိဋ္ဌသဘောကိုမြင်အောင်ကြည့်အဲ့လိုမြင်တဲ့အသိဉာဏ်ကလေးတွေနဲ့ဒုက္ခသစ္စာပါပဲလို့ပိုင်းခြားပြီးတော့သိပေးလိုက်ပါအဲ့လိုပိုင်းခြားသိပေးပြီးတော့ ယုံနာဓမ္မသင်္ခါရသဘောတရားတွေအပေါ်မှာတာယာဖွေရာမရှိတမဲ့ဖွေရာမရှိနှစ်သက်ဖွေရာမရှိညုံမုံညင်းဝေစရာအတိတာဖြစ်ပါလားဆိုတဲ့နိဗ္ဗာန်ဉာဏ်ကလေးတွေပေါ်လာပြီဆိုရင်နိဗ္ဗာန်ချမ်းသာရဖို့တေချာနေပါပြီမဉ္ဇဏ်ဖွဉ္ဇဏ်ရဖို့တေချာနေပါပြီဆက်လက်ပြီးတော့ရှောင်းလန်းရဖို့သာရှိပါတော့တယ်အဲဒါကြောင့်မလို့ယောဂီပေါင်းတော်ကောင်းတော်ကဒီလမ်းစဉ်အတိုင်းဆက်လက်ပြီးတော့ကြိုးစားပြီးလိုက်သွားကြမယ်ဆိုရင် နိဗ္ဗာန်ချမ်းသာဧကမောချရမှာဖြစ်သောကြောင့်သင်္ခါရတရားတို့ရဲ့ဖြစ်ပျက်ဒုက္ခသစ္စာတရားကိုပိုင်ပိုင်နိုင်နိုင်ကြီးမြင်အောင်မိမိတို့ရဲ့တဏ္ဍာမပေါ်လာစေဖြစ်တဲ့အသိဉာဏ်နဲ့ထိုးရင်းပြီးတော့စ조사ပြီးရှုမှတ်ပေးလိုက်ကြပါယောဂီအပေါင်းတော်ကောင်းတို့